မင်္ဂလာပါဒီနေ့တော့ကြက်သားလေးကိုအီစိတ်မှွေးနေအောင် ချက်မှာဖြစ်ပါတယ်အဲ့တော့အသုံးပြုထားတာကတော့ဓာတ်ပေါက်ချက်ကိုအသုံးပြုထားတယ်ဓာတ်ပေါက်ချက်က90သားဝင်းကျင်လောက်ဆိုလို့ရှိရင်တော့ခဏလေးပဲချက်ရတယ်အခုလိုမျိုး90သား80သား site တွေဝင်လိုက်ပြီဆိုရင်တော့သူကအဲရေလေးကိုနှစ်ကြိမ်လောက်ထည့်ပြီးတော့ချက်ရတာဖြစ်ပါတယ်အဲ့တော့ကြက်သားလေးတော့တကောင်စာကိုအနေတော်လေးတုံးထားပြီးတော့ အရာသာတက်ကတော့အခုမြင်တဲ့အတိုင်းပဲစားရူစက်သားမှုတို့စွန်းနှုတ်မှုတို့ထည့်တယ်အဓိကအခုထည့်နေတယ်ဒမ်ပေါက်မဆလာဒမ်ပေါက်မဆလာကဗမာဝယ်လို့ရလဲဆိုတော့ဦးနှုတ်ကသင်္ကန်းကျွန်းဆိုတော့သင်္ကန်းကျွန်းနဲ့နီးတော့သင်္ကန်းကျွန်းဈေးကြီးမှာကအဗရဆေးဆိုင်လေဗရဆေးဆိုင်မှာအဲ့ဒမ်ပေါက်မဆလာရတယ်ဒမ်ပေါက်မဆလာဆစ်ဆစ်ပေါ့အဲ့အနေဝယ်ခြင်းဖြစ်ပါတယ်အဲ့ဒါနဲ့ချက်လို့ရှိရင်တော့ဟာစက်သားမှွေးကြိုင်နေတဲ့ပြင်ထမင်းလေးနဲ့ရောစားလိုက်ရင်အထွက်လာတဲ့အနံဒမ်ပေါက်စားနေရတယ်လို့ပေါ့အဲ့လိုခံစားရတယ်အဲ့တော့အသုံးပြုတဲ့စီလေးကတော့ ရွှေအိုမြေပဲစီတန်းလေအသုံးပြုမှာဖြစ်ပါတယ်စီတန်းဗုဒ္ဓကိုပထမဆုံးအနေကတကြဘိုးနဲ့ကရဝေးရွက်လေးထည့်ပြီးစီတန်းလိုက်ပါတယ်ပြီးရင်တော့ကျက်တော်အနေနဲ့ကျက်တော်အဖြူအဲနုတ်နုတ်စင်္ထရာလေးပေါ့အဲ့ဒါလေးထည့်တယ်စွန်းနှန်းထည့်တယ်ပြီးတော့ဒါလေးမျိုးလာပြီဆိုလို့ရှိရင်အနေကထောပတ်လေးပါထည့်မယ်ထောပတ်လေးထည့်ပြီးတော့စီတက်လိုက်ပါမယ်ထောပတ်အနက်လေးမှုွေးလာပြီဆိုလို့ရှိရင်တော့အယောင်တက်ကိုတော့ငြုတ်သီးအစိမ့်မုတ်ထည့်ပါမယ်ခင်ဗျာ စီတက်နေတာပါဝင်ပစ္စည်းအားလုံးမှုေးကြိုင်ပြီးတော့လှိုင်းလာပြီဆိုလို့ရှိရင်တော့ဆိုတော့နေထားတဲ့ကြက်သားတွေထည့်မယ်ဒီအချိန်မှာမီးပုံမှန်လေးနဲ့တေးသေးချာလေးဦးနေတို့စီတက်ပေးရမှာဖြစ်ပါတယ်ကြက်ရဲ့အညီနဲ့နေပြောက်အောင်ကြက်ကထွက်လာတဲ့အည်တွေဆက်သွားအောင်စီပြန်လာအောင်ပါဝင်ပစ္စည်းတွေအားလုံးမှုေးကြိုင်လာအောင်စီတက်ပေးမယ် စီတက်နေတာလေးတွေဦးနိုင်တို့ထွက်လာတဲ့အရေခမ်းသွားပြီးမှုေးကြိုင်လာပြီးဆိုလို့ရှိရင်တော့နိုစိမ့်လေးထည့်လိုက်ပါမယ်ခင်ဗျာနိုစိမ့်လေးကိုထည့်ပြီးတော့ထပ်ပြီးတော့မာစီတက်လိုက်ပါမယ်ဦးနိုင်တို့ရဲ့မီယိုဖလာဟင်းချက်နေတွေကတော့များသောအပြားဒီစီတက်တဲ့အချိန်မှာတော်တော်လေးကိုအချိန်ပေးရတယ်နော်စီမတက်ခင်စီတက်ဖို့အတွက်ထောင်းရတာတွေလည်းအချိန်ပေးရတယ်နော်အဲ့ဒါတွေရဲ့အနံ့တွေအဲစုံလောင်စီတက်တဲ့ခါမှာမှုေးလာတဲ့အနံ့ကို ထွက်လာတဲ့အနံ့ပေါ်လေးအဲ့ဒါလေးကိုနှက်တက်ကြတဲ့အတွက်ကြောင့်မို့ဒါကပင်ပင်မမတ်နဲ့ဒါသေချာလေးထောင်းပြီးစီတက်ကြခြင်းဖြစ်ပါတယ်အဲ့တော့စီတက်နေတာရပြီဆိုတော့အဲ့ဒါရင်နှွေးထည့်လိုက်တယ်ရင်နှွေးထည့်ပြီးအဖုံးလေးအုပ်ပြီးတော့အသားလေးနူးအောင်စားချက်လိုက်ပါမယ်အွန်လိုင်းအခုကြက်သားနေတဲ့အခါမှာအသုံးပြုလိုက်တယ်ဒီကြက်သားမုတ်ကအာဂျီနိုမိုတိုကုမ္ပဏီကထုတ်တဲ့ကြက်သားမုတ်ဖြစ်ပါတယ်အထဲမှာကတော့ကြက်သားရဲ့ခြုံတဲ့အရာသာ ပြီးလို့ရှိရင်ငီယိုကောင်ကြက်သွုံမြူစား ါမှာဖြစ်ပါတယ်အသုံးပြုပုံကတော့လည်းအမြဲတမ်းပြောသလိုကြော်လော်ဖုတ်ကင်ပြုတ်နှက်အကုန်ထည့်လို့ရပါတယ်ဟင်းရဲ့အရသာကိုထိထိမိမိနဲ့မှုးကြိုင်ပြီးတော့ကောင်းမွန်စီမှာဖြစ်ပါတယ်နော်အသားလေးလည်းနူးပြီးအရသာလေးလိုအပ်တာလေးထက်ထည့်ပြီးပြီး စီပြန်လာပြီးဆိုလို့ရှိရင်တော့အရန်ရောက်မှုးကြိုင်နေတဲ့ဓာတ်ပေါက်မဆလာစက်သားစီပြန်လေးပြီးတော့ပါပြီခင်ဗျာဩဒဇေဟင်းချုံမို့1 kg 63ကျပ်သားပါမယ်ဈေးနှုန်းကဘယ်လောက်လဲ နားတောင်းတဲ့သုံးတာလက်လီလက်ကားเนาะဒါပဲဒါပဲရှိတော့မယ်အဲ့တော့အဲ့နေရီကအားပေးတဲ့သူတွေကတော့ငွေကြိုလွှဲရမယ်เนาะရန်ကုန်ကတော့ cash on delivery ဖြစ်ပါတယ်ခင်ဗျာဟင်းချိုမုတ်เนาะနည်းနည်းလေးထည့်ရတယ်အရသာထိထိမိမိနဲ့ကောင်းမွန်စေမဲ့ ဟင်းချုံမုံဖြစ်ပါတယ်ဟင်းချုံမုံနဲ့ဓာတ်တဲ့တွေအကုန်စားတော့ဘာမှမဖြစ်ဘူးအဲသွေးတိုးစီးကြောက်ကက်ရှိတွေလည်းစားလို့ရတယ်ယောဂါကိုတွားပြီးတော့မှထပ်ပြီးတော့ပို့ဆိုးစီတာမျိုးမရှိဘူးတော့ယောဂါတက်တက်ဒါတက်တက်ဘာမှမဆိုင်ဘူးအဲ့တော့ဟင်းချုံမုံမရှိရင်ဟင်းမဖြစ်တဲ့တွေယူထားနိုင်ပါတယ်ခင်ဗျာဒါကတော့အာဂျီနိုမိုတိုကော်မဏီယာထုတ်တဲ့ roast တစိကြသားမုံဖြစ်ပါတယ်ဒီကောင်က 100g နော်အခုဆို 100g အပိုပိထားအတွက် 900g တော့ပါသေးတယ်နော်ဈေးနှုန်းလေးကကျတော့2900 2009တောင်ဒီမှာကကြတော့400 gram အထုပ်သေးဖြစ်ပါတယ်။ Ajinomoto company เนาะဒါ Thai made ဖြစ်ပါတယ်။ Rose Dessert ချက်သားမှုကျော်လော်ပုတ်ကင် ပြုတ်နှက်အကုန်ထည့်လို့ရမယ်။ဒီကောင်ကကြတော့400 gram ကဈေးနှုန်းကကြတော့အဲ1000နဲ့မှ900เนาะဒါလေးလေးရအောင်မယ်။ Super ကြိုက်တဲ့သူတွေက Super က color 300ရအောင်ရအောင်မယ်เนาะ။အနီးအစိမ်းအပြာရမယ်เนาะ။ဒီကောင်အထဲမှာ25ဒုတ်ပါမယ်။ဒါဈေးနှုန်းက2000နဲ့မှ2000ပဲ။ နော်ထိုင်းစူပါဖြစ်ပါတယ်ပြီး next လိုက်တဲ့သူတွေကတော့ next ပေါ့လေ next က28ထုတ်ပါမယ်ဈေးနှုန်းက2000နဲ့မှ9000 next blend and brew 3 in 1များဖြစ်ပါတယ်နော်ခေစားနေတဲ့ copy ကို copy ကိုကြိုက်တဲ့သူတွေအတွက်ကဒီကောင်ကအထက်မှာကအထုပ်20ပါမယ်အထုပ်20ပါမယ်တထုပ်ထုပ်ကလည်းသူက guarantee များတယ်နော်သူကဈေးနှုန်းကကြတော့1000နဲ့မှ9000ဖြစ်ပါတယ်ခင်ဗျာ copy ကို tie 3 in 1ဖြစ်ပါတယ် ကော်ဖီအမုတ်ကြီးပဲသီးသန့်လို့ကျင်တဲ့သူတွေကတော့ဒါ Nescafe Red Cup ဖြစ်ပါတယ်။ကဲတော့နှစ်ထပ်ပါဝင်မယ်။စုစုပေါင်းလေးကျန်400 gram ဇင်းတော့ကကြတော့9000နဲ့မှ9000။နောက်ဒါကကျတော့ Espresso Roast တပူလုံးရဲ့အလေးကျန်360 gram ပါမယ်။နော်ဇင်းတော့လေးက9000နဲ့မှ9000ဖြစ်ပါတယ်။ကျန်းမာရေးအတွက်တောက်တဲ့အသီးအရအဟာရမှုတ်ပေါ့နော်ဒါဂျပန်ဖြစ်ပါတယ် DX နောက်တစ်ခါကျတော့143မျိုးအသီးရောအရွက်ကဂျုံမျက်နှူပါဝင်143မျိုးနောက်ကျမ်းမာရီတက်တော့တာ detox ပေါ့သွားတော့24ခွက်စားပါမယ်ဈေးနှုန်းလေးက2000နဲ့မှ8000ဖြစ်ပါတယ် sensorine သွားတဲ့ဆီကတော့ဒါ thai made 160g ဖြစ်ပါတယ် whitening ရမယ် deep clean ရမယ် fresh pin ရမယ် gum care ရမှာ ဖြစ်ပါတယ်เนาะသူကဈေးနှုန်းကကျတော့3000နဲ့2000ပါခင်ဗျာ ဂျပန်သပင်စိုးစေးဖြစ်ပါတယ်ဒီကောင်ကနံပါတ်6ရအောင်မယ်နော်4000နဲ့မှ9000เนาะအနက်ပေါ့အနက်ရောင်ဖြစ်ပါတယ်ထိုင်းဆော်မဲတွေလည်းရအောင်မယ်တထုပ်ကို9000ပါခင်ဗျာသူက gold brown ရမယ် dark brown ရမယ်เนาะအနက်ရောင်ရမှာဖြစ်ပါတယ်အဲဒီဓာတ်ဆက်ကလေးကတော့အခုမြင်တွေ့ရနေသလိုပဲ၅မျိုးပါမယ်။နော်ပုံစံဖော်တာလေးပါမယ်အကြီးကွန်ခွာတာပါမယ်ဒါက၃မျိုးပေါ့နော်။ အဲ့ဒါက2000ပါခင်ဗျာကဲအားပေးနေကြတဲ့အစားတလိုက်မှချက်ရတော့သူဦးချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ